ခတ်တက်တော် AA ဟာရခိုင်ပြည်နယ်တွင်းစစ်ကောင်စီဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တဲ့စစ်တွေနဲ့ကြောက်ဖြူမျိုးကိုမေလာထဲမှာထိုးစစ်ဆင်မှုတွေစတင်ခဲ့တဲ့သတင်းထွက်ပေါ်လာခဲ့ပေမဲ့လည်းရခိုင်မျိုးသိန်းထိုးစစ်တွေနဲ့မတူဘဲစစ်ရေးသတင်းချက်လက်တွေကိုအထူးရှုတ်ဝက်ထားပြီးယနေ့ချိန်ထိဘာကြညာချက်မှတည်ဝင်ထုတ်ပြန်ခြင်းမရှိပါဘူးဒီချိန်မှာကြောက်ဖြူမျိုးရဲ့အနောက်တောင်ဘက်10ကီလိုမီတာခန့်အကွာ မလာကျွန်းကြီးရွာရှိတဘာဝတက်ငွေတန့်စင်စခန်းတွန်းပိုးဆက်ယုံတရုတ်ဆိုးရပိုင်ပါဝါချိုင်းနာကုမ္ပဏီကတိစောက်လက်ပတ်နေတဲ့တဘာဝတက်ငွေတအားပြည့်ဆက်ယုံ China National Petroleum Corporation CNPC ကုမ္ပဏီရဲ့တဘာဝတက်ငွေပိုင်လိုင်းထိန်းချုပ်ပို့လို့စခန်းနဲ့ကဲ့ရဲ့တောင်ကုန်းပေါ်မှာရှိတဲ့စခန်းကုန်းကိုအေအေကမေလ29ရက်နေ့မှာ drone တွေနဲ့တိုက်ခိုက်ခဲ့တဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီစခန်းမှာစစ်တကခန်းစစ် ကတုတ်ချင်းတွေ ခိုင်မာတိဆောက်တည်ဆွဲထားပါတယ်။အဲ့ဒီတိုက်ပွဲတွင်မေလ26ရက်နေ့မှာစစ်ကောင်စီတပ်နှီးပြူအားမူဗိုလ်မှူးချုပ်အဆင့်တဦးတေဆုံးခဲ့ပြီးစစ်ဦးစီးမှုပထမတန်းဆင့်ဒုတိယဗိုလ်မှူးကြီးတူနဲ့တပ်ဖွဲ့ဝင်တို့ကိုမေလ30ရက်နေ့မှာအေကဖမ်းဆီးရမိကြောင်းသတင်းနဲ့တပ်ပုံတွေကိုဒေတာတွင်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Narendra သတင်းဌာနကဖော်ပြခဲ့ပါတယ်။ ရုတ်တရက်ထွက်ပေါ်လာတဲ့ဒီသတင်းတွေကဘလို့သဘောဆောင်ပြီးမိတိလာရကိုညွန့်ပြနေပါတလေ။ AA ရဲ့ရခင်မြို့သိန်းစစ်စင်ရေးတွေနဲ့ချိန်ထိုးကြည့်မယ်ဆိုရင်ကြောက်ဖြူခြေဆိုင်စစ်တရဲစစ်စင်ရေးကိုကဲမှုအဆင့်မြင့်ရာရှိတွေတည်ဆုံဖန်ဆီးခံရတဲ့သတင်းတွေကကြောက်ဖြူမြို့ဟာ AA လက်အောက်အချိန်မရွေးရောက်ရှိသွားနိုင်တဲ့ရှေ့ပြေးလက္ခဏာဖြစ်လာပါတယ်။နောက်ပြီးတဟာတေယိုအစိုးရရဲ့စိုးရိမ်ပူပန်မှုတွေကိုငယ်တိတ်ရောက်သွားစေနိုင်တဲ့သတင်းလည်းဖြစ်ပါတယ်။ အကြောင်းကတော့ရခိုင်ကမ်းရိုးတန်းပေါ်မှာရှိတဲ့ကြောက်ဖြူမြို့ဟာမြန်မာနိုင်ငံရှိတရုတ်အကျိုးစီးပွားတွေရဲ့ဘိုဟိုချက်ဒါမှမဟုတ်နှလုံးသားတစ်ဖွဲရေးပါနေပါတယ်ခုကမှာတော့တရုတ်နှလုံးသားကိုပြစ်မှတ်ထားတဲ့ကြောက်ဖြူထိုးစစ်ကိုပေကမြို့သိမ်းတက်ကွဲထီစစ်ရှေညှင့်လာနေပြီလားဆိုတာစိတ်ဝင်စားစောင့်ကြည့်တွားရမှာလည်းဖြစ်ပါတယ် တရုတ်အကျိုးစီးပွားလုပ်ငန်းတွေကိုကာကွယ်ပေးဖို့တရုတ်စီမံကိန်းနေရာတွေနီးတောင်းအုံငယ်ပေါ်မှာတက်ဆွဲထားတဲ့စစ်တပ်စခန်းအေရဲ့တိုက်ခိုက်မှုဟာပေကျင်းမြို့တော်မှာရှိတဲ့တရုတ်ခေါင်းဆောင်တွေကိုစိန်ခေါ်နေတဲ့အောင်ရှိပါတယ်။တရုတ်အကျိုးစီးပွားကိုတိုက်ရိုက်ချင်းချောက်လိုက်တာကြောင့်အေအေရင်ဆိုင်ရနိုင်တဲ့တရုတ်ဖိအားတွေကအလိုရှိနိုင်ပါတယ်။ တရုတ်နယ်စပ်ချီဆိုင်ကိုကန် MNDA တန်ထီနဟန်လီတပ်ဖွဲ့တွေနဲ့မတူတဲ့အားသာချက်တွေအေးမှရှိနေတာကတော့အမှန်ပဲဖြစ်ပါလိမ့်။ကျောပြုံမြို့ဟာရန်မြကျွန်းရဲ့မြောက်ပိုင်းမှာတည်ရှိပြီးကျွန်းရဲ့တောင်ပိုင်းမှာရန်ပြေမြို့ရှိပါတယ်။2023ခုနှစ်အနွေမာလ23ရက်နေ့ရခိုင်ပြည်နယ်မှာစတင်ခဲ့တဲ့တစ်တုံညာနှစ်ကုန်စစ်စင်ရေးအတွင်းရန်ပြဲမြို့ကို3လကြာထိုးစစ်ဆင်ပြီးတဲ့နောက်2024ခုနှစ်မတ်လ17ရက်နေ့မှာအေအေကတင်ပိုင်နိုင်ခဲ့ပါတယ်။ အဲ့ဒီချိန်ကလေးကရံပြဲမြို့သိမ်းတက်ကွဲပြီးရင်ကျောင်းပြင်မြို့ကိုဆက်လက်ထိုးသည်ဆင်လေမလားဆိုတဲ့စိုးရင်စိမ့်နဲ့မြို့ကံပြည်သူများပြားစစ်ပေးရှောင်ခဲ့ကြဘူးပါလေစစ်ကောင်စီရဲ့2024ခုနှစ်အောက်တိုဘာလတကောင်စင်းကောက်ယူမှုမှာကျောက်ဖြူမြို့နယ်ရဲ့လူဦးရေကို6296ဦးသာပေါ်ပြထားပါလေ2014ခုနှစ်တကောင်စင်းလူဦးရေမှာ36352ဦးလို့ပေါ်ပြထားတဲ့တွေ့လူပေါင်း 9,386ဦးရောင်းနေနေပါတယ်။အဆိုအရပျော်ဆုံးသွားတဲ့လူဦးရေဟာစစ်ကောင်စီစီးရင်မကောက်ယူနိုင်တဲ့အေအေးထိန်းချုပ်ဒေသတွေမှာရောက်ရှိနေတာအခြားမျိုးတွေကိုပြောင်းရွှေ့သွားတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ဒီအဆိုအရဟာကြောက်ဖြူမျိုးကိုတိမ့်ယူနိုင်မှုဒိုးစစ်ဆင်နွှဲနေတဲ့အေအေးကိုဖိအားပေးလာပြီးဖြစ်ပါတယ်။မကြတဲ့ခင်ကလည်းလာရှုံမျိုးပေါ်ရက်ကွက်တွေကိုကိုပန်တပ်ဖွဲ့ MNDA ကစစ်ကောင်စီလက်ထဲပြန်လည်တွဲပြောင်းပေးခဲ့ရပါတယ်။ ီယိုအစိုးရရဲ့ပြစ်ခတ်ရက်စရေးစောင့်ကြည့်ရေးဖွဲ့ဦးဆောင်တဲ့အဲ့ဒီဖြစ်စဉ်မှာလာရှိုးမျိုးတီကိုရိုင်းကွင်းစင်ကြီးကျက်ဆောင်ရွက်ခဲ့တဲ့အာရှရေးရာဒုက္ခစလေတင့်ရှိကျွင်းကမီလာကုန်ပိုင်းမှာကချင်လူမျိုးရေးတက်မတော် PIA နဲ့ EE ကုစလေတွေကိုပြိုးနိုင်ငံမှာပြစ်ဆုံခဲ့ပါတယ်အဲ့လိုတွေးဆောင်ရမှာဗမော်နဲ့ကြောက်ဖြူမြုပ်ကိုထိုးစစ်တွေဆက်မလုပ်ဖို့ဖိအားပေးခဲ့တဲ့ကြောင်း PRV သတင်းဌာနကဇွန်လ3ရက်နေ့မှာသတင်းဖော်ပြခဲ့ပါတယ်။ ကချင်ပြည်နယ်တောင်ပိုင်းဗမော်မြို့ဟာနိုင်ငံရဲ့အသက်သွေးကြောသပွဲမြောက်ဖြားပိုင်းမှာတောင်ဘက်မြဝကျွန်းပေါ်ထိမဟာပြူဟာကြကြဖြတ်တန်းစီးစင်းလျက်ရှိတဲ့ ERV မြေပြင်ကစေကမ်းမြို့ကြီးဖြစ်ပါတယ်။အထက်မြန်မာပြည်ရဲ့ဒီစေကမ်းမြို့ကိုတရုတ်နယ်စပ်မှာအတူဆုံးကုန်းလန်ကြီးနဲ့ရောက်ရှိနေပါတယ်။ဗမော်မြို့ဟာတရုတ်အစိုးရရဲ့မြန်မာနိုင်ငံတွင်းရှိပိုလန်မှရပ်ဝန်းတဲ့လမ်းကြောင်း BRI စီမံကိန်းရဲ့မဟာပြူဟာမြောက်ရေးပါတဲ့မြို့ဖြစ်ပါတယ်။ ဗမာမျိုးကို KIA ထိန်းချုပ်နိုင်ရင်မြေရှားတထုတိုက်တွေဘူချက်ဖြစ်တဲ့ပံဝါဒေတာကိုထိန်းချုပ်နိုင်တယ်လို့မျိုးတရုတ်အစိုးရနဲ့ဆက်ဆံရေးမှာချိန်ဝင်ရှာတိုးလာမှာဖြစ်ပါတယ်။ဒါပေမဲ့ဗမာမျိုးမှာတရုတ်ရဲ့ယင်းဒီမျိုးနယ်မှုတွေမြေပြင်မှာရှိမနေသေးပါဘူး။ဗမာနဲ့နှိုင်းချိန်ရင်ကြောက်ဖြူဟာတရုတ်အစိုးရတွေအိန္ဒိယသမုဒ္ဒရာတို့မဟာဗျူဟာထပ်ပေါက်ဖြစ်ပြီးကျောပြင်းမြို့မှာဒေါ်လာဘီလီယံနဲ့ချီတန်ဖိုးကြီးမားတဲ့ယင်းနေမြို့နယ်မှုတွေရှိနေနေပြီဖြစ်ပါတယ်။ ဒီတွေဒီမျိုးနှမျိုးအပေါ်တီအိုအစိုးရရဲ့စိုးရင်ရေမက်ပွာချချက်ကိုမှန်းဆနိုင်ပါတယ်။အဲဒါကြောင့်ဒေါ်လာဘီလင်နဲ့ချီတန်မိုးကြီးမာတဲ့တီအိုရင်းနှီးမျိုးနယ်မှုတွေတရှိရာကြောက်ပြူမျိုးကိုတည်ယူနိုင်ရေးဒီထိုးစစ်ချီနေကိုပုံမသိရှိနိုင်ဖို့ Google App ရေပုံပေါ်မှာစစ်တပ်ရဲ့တရင်တင်နေရပြီးတရုတ်စီမံကိန်းနေရပြီးအနီးဝန်းကျင်ကြေးရွာတချို့နဲ့တဘာဝတံငွေပိုင်လိုင်းတိဆောက်ဖြတ်တန်းသွားတဲ့နေရာတွေကိုဖော်ထုတ်လည်လာတုံးသက်ကြည့်ခဲ့ပါတယ်။ မြေပြင်ကထွက်ပေါ်လာတဲ့တိုက်ပွဲသတင်းတွေပေါ်အခြေခံပြီးမြေပုံလေးလာတဲ့ရာရံပြဲကျွန်းမြောက်ဘက်ဆုံးရှိကြောက်ဖြူမြို့ကိုကျွန်းရဲ့တောင်ပိုင်းရံပြဲမြို့ဘက်ကနေ၎င်းကြောက်ဖြူမတီကားလန်းတိုင်းကြောက်ဖြူမြို့နယ်တွင်းမှာရှိတဲ့စနေမြို့ကနေ၎င်းအီကကြောက်ဖြူရဲ့ချက်ချာနေရာတွေကိုဝိုင်းပတ်ပိတ်ဆို့ထားပုံရပါတယ်။ဒါကြောင့်မင်းတရုတ်အထူးကိုယ်စားလှယ်တင့်ရှူခြင်းဟာအီခေါင်းဆောင်မိုင်းကိုတွစ်ဆုံပြီးကြောက်ဖြူထူးစစ်ရက်တံမှုဖိအားပေးလာတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဇွန်လနေ့နေ့မှာညီနောင်မမိတ်သုံးဖွဲ့ဟာငင်းဘေးကဲစဲလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတစ်ဖက်သက်ပြည့်ရဲဆဲခြင်းကိုဇွန်လကုန်ထိတိုးမြင့်ချောင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်ချက်နဲ့တရုတ်ထူးကိုယ်စားလှယ်တိတ်ရှိကျွင်းရဲ့ထိုးစစ်တွေ ရက်တံရေးဖိအားပေးမှုသတင်းတွေက ရှေ့စဉ်နောက်ဆက်ဆိုသလိုထွက်ပေါ်လာတာဖြစ်ပါတယ်။အပြည့်ရဲ့ကြညာပြီးကြောက်ဖြူမျိုးမှာလက်တလောအေရဲ့ထိုးစစ်တွေရက်ဆိုင်ထားတယ်လို့ကြားသိရပါတယ်။ဒါပေမဲ့လည်း တညဝရီရေတက်ဌာနချုပ်အမှတ်30နှစ်ရက်တရင်ခလရ34နှစ်ပင်လယ်ပြင်ထဲရှိစစ်ရေရင်တွေကအေအတက်ရှိနိုင်တဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့နေစဉ်ပစ်ခတ်နေတယ်လို့ဆိုပါတယ်။ဒါကြောင့်ရန်ပေကျွန်းတောင်ပိုင်းကိုကန့်လန့်ပြဲတွယ်တန်းတိစောက်ထားတဲ့တဘာဝတန်းငွေပိုက်လိုင်းလမ်းကြောင်းပေါ်လက်နက်ကြီးကြီးမတော်တဆကြောက်ရောက်ပြီးပိုက်လိုင်းပောက်ကွဲနိုင်တဲ့အခြေအနေမြင်မာတာကိုမြေပုံလေ့လာချက်ရမှန်းဆနိုင်ပါတယ်။ ရံပဲမျိုးကိုအေးသိမ့်ပိုက်ထားတာဟာတနည်းကျော်ရှိပြီဖြစ်ပါတယ်။ဒါ့ပြင်ရံပဲကျွန်းမှာကုံလန်ထွက်ပေါက်ဖြစ်တဲ့ကြောက်ဖြူမအီတောင်ကုတ်ဝေပြေကလန်ကြောက်ဖြူမအီအန်းဝေပြေကလန်အန်းနဲ့တောင်ကုတ်မျိုးတွေကိုအေးကသိမ့်ပိုက်ထားပြီးဖြစ်ပါတယ်။ဒါကြောင့်ကြောက်ဖြူဟာအေးတက်ဖွဲ့တွေဝင်းရံပေးဆိုခြင်းခံထားရတဲ့တွေ့ရေလန်းထွက်ပေါက်နဲ့လေချောင်းလန်းသာရှိတော့တာဖြစ်ပါတယ်။ ကျောက်ဖြူထိုးစစ်မတိုင်ခင်ထိမြို့ပေါ်ရှိစစ်ကောင်စီရဲ့ခမာယာ၅နှစ်၅နှစ်ခလာယာ34တည်ရင်တွေရဲတည်ရင်32နဲ့ကြခိုင်ကံဦးရန်လုံကြုံရေးအကြီးဆုံးရဲတပ်စခန်းဖြစ်တဲ့ဒညဝရီရဲတပ်ဌာနချုပ်တို့ဟာကျောက်ဖြူမြို့အေအေလက်အောင်မကြက်ရောက်စေရေးတရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကိုကာကွယ်ရေးခန်းစစ်အနေထားနဲ့သာရှိနေခဲ့ပါတယ် ရခိုင်ကပြုလုပ်ခဲ့တဲ့ရံပြဲမျိုးပြန်လည်သိမ့်ပိုင်ရေးကြီးရေလေတံမြန်ထိုးစစ်တွေဟာလည်းမအောင်မြင်ခဲ့ပါဘူး။ကြောက်ဖြူထိုးစစ်ဟာတက်တန်း16နှစ်သာရှိသေးတဲ့အေတက်ဖွဲ့အတွဲစစ်ကောင်စီနဲ့တရုတ်အစိုးရကိုအပြိုင်နဲ့ထိုးစစ်ဆင်တယ်လို့မျိုးဖြစ်နေပါတယ်။တကယ်လို့အေဟာတရုတ်ဖီအားကိုဂယုမဆိုင်ဖဲကြောက်ဖြူမျိုးသိမ်းထိုးစစ်ကိုဆက်လက်ဆင်နွှဲမယ်ဆိုရင်ဒါဟာ 2020ခုနှစ်ဆက်နာသိမ်းပြီးနောက်ပိုင်းတရုတ်အကျိုးစီးပွားကိုကြီးကျယ်ဆုံးထိခိုက်စေမဲ့စစ်ပွဲကြီးဖြစ်လာနိုင်ပါတယ်။အလားတူကြောက်ပြုံမျိုးကိုအေးသိမ်းပိုင်းနိုင်မယ်ဆိုရင်စစ်ကောင်းဆောင်မင်းအောင်နိုင်နဲ့တရုတ်ကောင်းဆောင်တွေအကြားဆက်ဆံရေးပေါ်ကြီးမားတဲ့အကျိုးတရားမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ရုရှားခေစဉ်တွင်တရုတ်သမ္မတရှီကျင်းဖင်ကမင်းအောင်နိုင်ကိုတွေ့ဆုံခဲ့ပြီးမြန်မာနိုင်ငံရှိတရုတ်အကျိုးစီးပွားတွေကိုအကာအကွယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ မင်းအောင်နိုင်ကလည်းတက်နိုင်ဆုံးကာကွယ်ပါမယ်လို့ဂရိပေးခဲ့ပါတယ်။ကျောပြူကိုစစ်ကောင်စီတက်လက်လွတ်လိုက်ရမယ်ဆိုရင် မခံမနိုင်တဲ့တရုတ်ဖိအားတွေကိုမင်းအောင်လိုင်းညှဆန်ရနိုင်ပါတယ်။ကျောပြူထိုးစစ်အားဒီကောင်းဆောင်ထုံးမြနိုင်ရဲ့ကောင်းဆောင်မှုကို ကြီးမားဆုံးစမ်းသပ်မဲ့စစ်ပွဲဖြစ်လာပါလိမ့်မယ်။လာရှိုတင်ငန်းစာကိုရယူထားပြီးဖြစ်မယ်လို့ယုံကြည်ရတဲ့ပိုချုပ်ထွန်းမြတ်နိုင်ဟာကြောက်ပြူထိုးစစ်တာအောင်းနိုင်မယ်ဆိုရင် ။တရုတ်ဖီးယားကိုပြက်သားစွာအန်တုဆန့်ကျင်နိုင်တဲ့တိုင်းလာတော်လန်ရေးလက်နက်ကင်ဖွဲ့စည်းဖြင့်တခိုင်ပြည်သူတွေသာမကတနိုင်ငံလုံးရှိပြည်သူတည့်လုံးရဲ့ဒေသဂုံပြုမှုနဲ့တူလက်နက်ကင်တော်လန်ရေးရဲ့တက်ဦးနေရာမှာဥဆောင်မှုခန့်ကဏ္ဍကိုရယူနိုင်တဲ့အထိတက်လန်းလာနိုင်မှာဖြစ်တဲ့ကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာ။